တော့ဒီဘက်မှာကျွန်တော်ဒါနှစ်ပိုင်းနဲ့ပြောပြမှာပါเนาะဒီပထမအစားဒီဒီ AVR အကြောင်းပေါ့เนาะ AVR ကတ်တွေအကြောင်းနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီ AVR ကတ်တွေဝယ်ရင်တတိထားမယ့်အကြောင်းเนาะ AVR ကတ်တွေဝယ်ရင်ကိုကဟိုဝယ်ခြင်းလို့ဝယ်လို့ရလားတက်ခြင်းလည်းကိုတက်လို့ရလားအဲဒီအကြောင်းပြောထားတာပေါ့ဒါပေမဲ့အခုပထမဒီအပိုင်းကတော့ဒါ AVR ကတ်ရဲ့အကြောင်းပေါ့နော်အဲ့တော့ AVR ဆိုတာကတော့ကျွန်တော်တို့ဒီမှာဒီ automatic ဒီ body regulator ရဲ့အတူကောက်အေးဘူးရာနော်အဲ့တော့ဒီတူရဲ့မြန်မာလိုဆိုရင်နော်ဒီကောင်ကအလိုအလျောက်ဘိုအားထိန်းကြီးကိရိယာဘိုအားကိုအလိုအလျောက်ထိန်းကြီးပြီးတဲ့ကောင်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီ AVR ဘိုအားတွေကိုဘာကိုထိန်းတာလဲဆိုရင်ကျွန်တော်တို့ကဒီ generator တွေထားပါနော် dynamo တွေ generator တွေကနေထွက်လာတဲ့ဘိုအားဒီထွက်လာတဲ့ဘိုအားကိုကျွန်တော်တို့ရတတ်မှတ်ထားတဲ့ဘိုအားရှိတယ်ကျွန်တော်တို့ဒီ AVR နဲ့တတ်မှတ်ပေးထားတဲ့ဘိုအားရှိတယ်အဲ့ဒီတတ်မှတ်ပေးထားတဲ့အတိုင်းအတာဟိုကျွန်တော်တို့က အဲ့ဘူအာကိုတည်ငြိမ်နေအောင်ထိမ့်ပေးတာဥပမာကျွန်တော်တို့ကဘူအာကို230တက်မှတ်ထားမယ်ဆိုရင်ဒိုင်နမိုကထွက်လာတဲ့ဘူအာကလည်း230အဲ့ဒီကျွန်တော်တို့တက်မှတ်ထားတဲ့ဘူအာကလည်း230ဒီဘူအာ230ကိုကျွန်တော်တို့က EV ကနေလုံအောင်ကိုတည်ငြိမ်အောင်ထိမ့်ပေးထားတာဘူအာရန်ကြီးထိုးမြင့်သွားတာတွေမဖြစ်စေဘူးဘူအာရုတ်တရက်ညော့ကြသွားတာတွေမဖြစ်စေဥပမာကျွန်တော်တို့က220 230ထားထားတယ်မီယာ180လောက်ထိပြုတ်ကြသွားရဲဆိုအဲဒါမျိုးကြီးမဖြစ်အောင်သူက EV ကထိမ့်ပေးတယ် เนาะအဲ့တော့ AVR တတ်ထားပြီးဗလားမှဒါမျိုးဖြစ်နေသေးတယ်ဆိုရင်တော့ဒါအဲ AVR ချိန်ကြီးမှုပုံစံနဲ့ AVR အမျိုးအစားမှန်မှန်အဲဒါတွေကနောက်ပိုင်းကျရင်တော့နောက်တစ်ပိုင်းမှလာမယ်ပေါ့နော်အခုလောလောဆယ်တော့ဒီ AVR အကြောင်းပဲအဲ့တော့ကျွန်တော်တို့ဒီ AVR ကသူ့ရဲ့လှုပ်ဆောင်ချက်ကဘယ်လိုလုပ်လဲဆိုရင်ဒီ output ပေါ့เนาะကျွန်တော်တို့ကဒီအထွက်ပို့အားပေါ့အထွက်ပို့အားကိုသူကစောင့်ကြည့်တယ်ဒီ AVR အဲဒီမှာ block ပို့အားထွက်နေပို့မှာ120ပို့လား130ပို့လားဒါမှမဟုတ်ရင်400ပို့လား ဲထားပါတော့သူကတူဘလောက်ပိုးပြတထောင်ပိုးလားထွက်နေတဲ့ပိုးအောက်သူကစောင့်ကြည့်တယ်နော်အဲ့တော့ဒီတိုင်းတွေကဘလောက်ထွက်နေတယ်လဲပေါ့နော်ဒီဂျန်နရေတာကပိုးကဘလောက်ထွက်နေတယ်လဲအဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီအထွက်ပိုးအားနဲ့ပေါ့နော်ကျွန်တော်တို့ဒိုင်နမိုနဲ့ထွက်နေတဲ့အထွက်ပိုးအားနဲ့ကျွန်တော်တို့တတ်မှတ်ထားတဲ့ဒီပူအားပါ refrain ပူအားပါเนาะကျွန်တော်တို့အထွက်ပူအားရေကျွန်တော်တို့တတ်မှတ်ထားတဲ့ပူအားရေကိုသူက9ရှင်းမယ်အဲကျွန်တော်တို့က အဲ့ကျွန်တော်တို့တတ်မှတ်ပေးထားတဲ့ပူအားနဲ့အထွက်ပူအားနဲ့ကိုနိုင်ရှင်ပြီးတော့သူကဒီအထွက်ပူအားကတတ်မှတ်ပူအားထက်ကျနေမယ်ပြောရရင်လည်းကျွန်တော်တို့ပူအားကျသွားမယ်ကျွန်တော်တို့တတ်မှတ်ထားတာ290 230တတ်မှတ်ထားတယ်ပူအားပြုတ်ကျတော့တယ်190 180အထိထားပါသူကသူဘလောက်ဖြုတ်ကျပြုတ်ကျအရန်ကြီးတော့တိတိတတ်တာမပြုတ်ကျရအောင်သူကနော်နည်းနည်းလောက်ပဲပြုတ်ကျရတာအဲ့တော့အဲ့လိုမျိုးအထွက်ပူအားပြုတ်ကျသွားမယ်ဆိုရင်ကျွန်တော်တို့ဒီ excitation ပေါ့နော်ကျွန်တော်တို့ဒီ feel ပူတဲ့ကောင် feel ဒီစီပူပေးတဲ့ကောင်က အဲ့ဒီကျွန်တော်တို့ဒီ excitation ကားတန်းပေါ့နော်လက်စည်းချောင်းကိုအဲ့ဒီလက်စည်းချောင်းကိုကျွန်တော်တို့ကတိုးပေးလိုက်တာဒီ AVR ကနေတိုးပေးလိုက်တာတိုးပေးလိုက်တဲ့အတွက်ကြောင့်မတန်လိုက်ဖြစ်ပေါ်မှုကအရင်များသွားပြီများသွားတဲ့အချိန်မှာဘိုးအားပြန်ပြီးတော့မြင့်တက်လာရပါတော့ဘိုးအားကြာရင် excitation ကားတန်းအောင်တိုးပေးလိုက်တယ်အဲ့တော့ဘိုးအားရဲ့ရုပ်ရက်အတိုင်းထိုးမြင့်သွားမယ်ဒါဒီတစ်ချက်လည်းရှိရနော်ဘိုးအားကြာတဲ့ပြဿနာတွေမဟုတ်ဘိုးအား ရုပ်ရည်ထိုးမြင့်တဲ့ပြဿနာကြီးလည်းရှိရပါတော့။ကျွန်တော်တို့က230မှာထားထားတဲ့ရိတ်ကနေဟိုမှာတခါတည်းတန်းထိုးတက်သွားတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဘူအားကို150မှာထားထားတဲ့ရိတ်ကနေဆို200 230တွေတန်းထိုးတက်သွားတယ်။အဲဒါမျိုးဘူအားမငြိမ်တာပေါ့။ပြောရရင်ဘူအားတက်တီဖြစ်စီကြတီဖြစ်စီအဲဘူအားမငြိမ်တာပေါ့နော်။အဲ့တော့ဘူအားမြင့်တက်သွားမယ်ဆိုရင်သူကအဲ့ဒီ excitation ကားတန်းကို short ချပလိုက်တယ်။ဒါလိုမျိုးအဲ့ဒီ excitation ကားတန်းအောင်ပဲအဓိက control တော့လောက်တာနော်အေးဘူရ control တော့လောက်တာ excitation ကားတန်းအောင်ပဲ control အဓိကလောက်တာ ဇန်နဝါရီကသူကစင်စာအနေနဲ့အာယုံခံပြီးတော့ဒီ excitation card ကိုထိမ့်ချုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ card ကိုထိမ့်ချုပ်ပြီးတော့သူကအဲ card ကို တိုးပေးလိုက်ဒါမှမဟုတ် short ပေးလိုက်နဲ့ကျွန်တော်တို့ဒီ body ကိုထိမ့်ညီပေးထားတာပေါ့အဲ့တော့ကျွန်တော်တို့မီးတွေတုံးတယ်အဲဝန်တုံးတယ်ပေါ့နော် dynamo တွေဒီကျွန်တော်မီးဆက်တွေဝန်တုံးလိုက်တဲ့အချိန်မှာဒီဘူဘူတွေတအားကြီးရော့ကြတော့တာမျိုးကြီးမဖြစ်အောင်တချို့ကြတော့ဘူတွေမရော့ပြီမှာဘာဖြစ်လဲဆိုတော့မီးတွေ ညိနေပါတော့အဲမီဒီမိတ်တုံးမိတ်တုံးဖြစ်တဲ့တော့မီးမညိနေတာပေါ့ကိုတုံးအတုံးပြုတ်နေတဲ့မီးဒီတွေကလည်းမညိဘူးစတိပန်ဖြစ်ဘူးပေါ့နော်အဲဒါမျိုးတွေဆိုရင်ကျတော့ဒါကဒီအူဗီယာရဲ့ပြဿနာလေးဖြစ်နိုင်တယ်လို့အဲနောက်တစ်ချက်ရှိတာပေါ့နော်ဒီပြဿနာကတော့အများနဲ့ဆိုကျွန်တော်တို့ကတုံးပိုင်းပဲရှိပါလေနော်ဒီဒိုင်နမိုဂျေနရေတာတွေရဲ့ပြဿနာဖြစ်ရင်ဖြစ်မဖြစ်ရင် AVR ရဲ့ပြဿနာဖြစ်မယ်အဲ့တော့အဲ့ဒီ AVR ရဲ့ပြဿနာရဲ့နောက်ပြီးတော့ဝန်တုံးတဲ့ပြဿနာရဲ့ပေါ့ဒီနှစ်ပိုင်းတော့ရှိတယ်ဒီပိုင်းတွေကိုကျွန်တော်ဒါနောက်တစ်ပိုင်းမှာကျွန်တော်ပြောပြပေးမယ်ပေါ့နော်